ာမည့်မေလ17ရက်နေ့မှာပြန်လည်စတင်မယ်လွတ်တော်စည်းဝေးမှာဖွဲ့စည်းပုံခြေကံဥပဒေပြင်ဆင်ဆိုင်ဥပဒေကြံကိုဆွေးနွေးဖို့ရာဂိုင်းနှုန်း60တေးကြရတယ်လို့ဖွဲ့စည်းပုံခြေကံဥပဒေပြင်ဆင်ဆိုင်ရာကောင်ထယ်ဖော်မှုကော်မတီတွင်းရေးမှူးဦးဝေမောက်ကဧပြီလ20ရက်ကပြောပါရယ်ဖွဲ့စည်းပုံခြေကံဥပဒေပြင်ဆင်ဆိုင်ရာကောင်ထယ်ဖော်မှုကော်မတီတွင်းရေးမှူးဦးဝေမောက်ကလွတ်တော်ပြန်လုပ်တာရဲ့အထူးကရည်ရွယ်ချက်ကဖွဲ့စည်းပုံခြေကံဥပဒေပြင်ဆင်ဆိုင်ရာကိစ္စရဲ့မြို့သားပညာရေးဥပဒေကြံကိစ္စအတွက်ကြောင့်ဖြစ်တယ်လို့ဆိုပါရယ် ပြီးခဲ့တဲ့ဆက်တဲ့ချိန်မျိုးစီဝေးမှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ကိုပြင်ဆင်တဲ့ဥပဒေမူကြမ်းကိုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ433 434စာမြင်စွဲ435 436တို့နဲ့အညီပထမချိန်ပြည်ထောင်စုလွှတ်တော်ဆက်တဲ့ချိန်မျိုးပုံမှန်စီဝေးမှာတင်သွင်းဆွေးနွေးနိုင်ဖို့စီမံဆောင်ရွက်ရေးအစိုးကိုအတည်ပြုပြီးဖြစ်တာကြောင့်လက်ရှိမှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဥပဒေကြမ်းကိုသက်ဆိုင်ရာအဖွဲ့တွေကရေးဆွဲဆောင်ရွက်နေတယ်လို့သိရပါဗျာ။ ပွဲစည်းပုံကြေညာဥပဒေပြင်ဆင်ဆိုင်ရာပြည်ထောင်ကျွတ်ဆန္ဒခံယူပွဲကို2015ခုနှစ်မေလတွင်ဆောင်ရွက်မယ်လို့ပြည်ထောင်စုလွတ်တော်နိုင်ကသူရဦးရှိမန်းကအချိန်စရာသတ်မှတ်ပေးထားပေမဲ့လက်ရှိအနေအထားအရဖြစ်နိုင်ပွဲမရှိဘူးလို့လည်း6ပွင့်ဆိုင်ဆွေးနွေးပွဲမှာတိုင်းရင်းသားကိုယ်စားလှယ်ဖြင့်ပါဝင်ဆွေးနွေးခဲ့တဲ့ဒေါက်တာအေးမောင်ကသုံးသပ်ထားပါတယ်။ပြည်ထောင်စုလွတ်တော်ဖွဲ့စည်းပုံကြေညာဥပဒေပြင်ဆင်နိုင်ရေးကောင်ထယ်ဖော်မှုကော်မတီဟာ2014ခုနှစ်အောက်တိုဘာလ22ရက်နေ့ကဖွဲ့စည်းပုံကြေညာဥပဒေပြင်ဆင်ဆိုင်ရာအစီရင်ခံစာကိုတင်သွင်းခဲ့ပါတယ်။ အဲ့ဒီအစီရင်ခံစာမှာဖွဲ့စည်းပုံခြေခံဥပဒေပုံမှစုစုပေါင်း459ခုနဲ့ပုံမှ59စာလုံးအပါအဝင် ပုံမှပေါင်း210ခုပြင်ဆင်ဖို့အကြံပြုခဲ့တာဖြစ်ပါတယ်။